ကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်ကော့ဂရိတ်ကျုံတို့လမ်းမိုက်မှာစစ်ကောင်စီရဲ့အောင်စရစစ်ကြောင်းကိုစစ်ကူလာတဲ့စစ်ကြောင်းနဲ့တွန်လိုင်းပူပေါင်းတပ်ဖွဲ့တို့ပြီးခဲ့တဲ့ဇွန်လ16ရက်နေ့ကတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့တယ်လို့မွန်ပြည်လူမျိုးရေးတပ်တော် MLAC ကသိရပါဗျာ။ ကျုံလို့မျိုးကတစင်အောင်စရာစစ်ကြောင်းကိုစစ်ကူထွက်လာတဲ့တက်မလေးလေးနဲ့တက်မငငါလောက်ခန့်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့တုံလိုင်းပူပေါင်းတက်တွေဟာခုနှစ်နာရီကျော်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့တရင်မှုနဲ့ဗိုလ်မှုအဆင့်ပါဝင်၁၀ဦးခန့်ထိခိုက်ဒဏ်ရာရရှိပြီး၃၀ထက်မနည်းသေဆုံးခဲ့တယ်လို့လည်းသိရပါဗျာ။ တိုက်ပွဲပြီးနေမြေရှင်းလေးပြုလုပ်ရမှာစစ်ကောင်စီစီက MA1 MA2 RPG RPG ပို့ရန်60မမကွန်နိုကြီးပေါက်မျိုးစုံကြီးမျိုးစုံကြီးကောင်အုတ်ထုတ်စတဲ့လက်နက်ခဲရန်အုံးဆောင်ပစ္စည်းအများပြားလဲတင်စီရမိခဲ့တယ်လို့ MLA စီကသိရပါဗျာ စစ်ကောင်စီကလက်ရှိအချိန်မှာကြုံတိုးမြို့နယ်နီးတဝိုက်မှာလှည့်လည်စစ်ကြောင်းထိုးနေတဲ့အတွက်ဒေသခံတွေအနေနဲ့လက်နက်ကြီးလေးကြောင်းစတဲ့အန်ရီတွေကိုသတိထားဖို့လဲတော်လိုင်းတပ်ဖွဲ့တွေကအတိပေးထုတ်ပြန်ထားပါတယ် လက်ရှိမွန်ကရင်စစ်စင်ရေးမှာကရင်မျိုးသားလူမျိုးရေးတက်မတော် KNL နဲ့အတူမွန်ပြည်လူမျိုးရေးတက်တော် MLA မွန်ပြည်သစ်ပါတီဆရာနာရှင်စန့်ကျင်ရေး NSNB AD တို့ရဲ့ပူပေါင်းစစ်ကြောင်းဖြစ်တဲ့ရာမညမွန်တက်တော် RMA ပါပူပေါင်းတိုက်ပွဲဝင်နေခြင်းဖြစ်တယ်လို့သိရပါတယ်ရှင်။